ဘုန်းကြီးတွေဒီခုချိန်မှာလူလာဖြစ်နေကြတယ်လူလာဖြစ်တဲ့ချိန်လေးမှာဘုရားသာသနာပွင့်လင်းနေလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာခွင့်ရနေကြတယ်လူဖြစ်တဲ့လူတိုင်းကြားနာခွင့်ရလားဆိုမရဘူးအနည်းငယ်သောပုဂ္ဂိုလ်များကြားနာခွင့်ရတော့လေတရားဆိုတာမရှိသည့်အတွက်ကြောင့်ကြားနာနိုင်မှုမရှိပြန်ဘူးအကြောင်းညင်ညွတ်မှ လူလည်းဖြစ်အောင်မှအတိညာလည်းရှိအောင်မှတရားလည်းရှိအောင်မှ မြတ်စွာဘုရားရဲ့ဆုံးမတရားတော်ဒီနေ့လေကျုံတွေ့အောင်မှအဲ့လိုအခြေအနေကောင်းတွေစုံစည်းတဲ့အခါမှသာဆုံးမတရားတော်ကိုဉာဏ်ကွင်းရတဲ့အချိန်လေးဟာအမှန်တမ်းနယ်ပါတယ်လို့သူပြောတယ်။ဒုဝါရောက်လာပြီရောက်လာပြီတဲ့အခါတိတ်ကြတာမဟုတ်ဘူးလူဘဝမှာဒီအသက်အနှစ်တရာတွင်မှပြန်ပြီးတော့ ထွက်သွားကြရတာပဲဖြစ်တယ်။အနစ်တရားပြည့်အောင်နေရတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်နေရပေါ့။ဒုဝါရောက်ပြီ။ဒေဃ60 80 80 90ဆိုထွက်ကြပြီ။ပြန်ထွက်သွားကြ။ပမာပြည်မရမဟုတ်တခြားနိုင်ငံတွေလည်းဒီလောက်ပဲ။အဲ့လိုပဲပြန်သွားတဲ့အခါဘယ်သွားတယ်ဆိုတာတော့ဒီတမန်ပုဂ္ဂိုလ်ကြီးကတော့သိချင်မှာမဟုတ်ဘူး။ ိုးတော့အကဲခတ်လို့ရတာတော့သူကဘာတွေလုံနေသလဲသူရဲ့စိတ်နေသဘောတရားနဲ့သူလုံးကင်နေတဲ့အနေထားတွေကိုကြည့်ပြီးအတော်အသင့်တော့ခံမှန်းလို့ရတယ်မြတ်စွာဘုရားကသိနိုင်တဲ့နီလန်းလေးတော့ပြထားတယ်ပါရောစေဘုရားဝိသပ္ပတနာဖရာပေါ်မှာနိနေကာကာကြည်ညိုတယ် မျက်နှိုးတွေယုံကြည်တယ်တမေဝိသပဒနာတဏတရားပေါ်မှာနင်းနေကားကအတိညာနဲ့တိညာတက်ဝင်ပြီးတော့ချိန်ညိုနေစားတယ်တန်ကြီးအဝိသပဒတာတန်ကားပေါ်မှာနင်းနေကားကအတိညာနဲ့တက်ဝင်ချိန်ညိုတယ်အရိယကန္တသီလအသက်ထက်တမိုးထားပြီးတော့၅ပါးသီလလုံအောင်ထိန်းတယ်ဆိုတဲ့ပုံကိုယ်တွေကိုတော့ မြတ်စွာဘုရားကကိုယ့်ဟာကိုယ်ခေါ်ကိန်ထုတ်နိုင်နေတဲ့ငါဒီဘဝကသိရင်ခိနနေရောမိငါအတွက်ငရေအိုးဆိုတာမရှိဘူးခိနတရိစ္ဆာန်ယောနိငါအတွက်တရိစ္ဆာန်ဘဝဆိုတာမရှိဘူးခိနပိတိဝီတေယောငါအတွက်မပြိတ္တာအတုရကေဆိုတာမရှိဘူးငါကောဟာသူရိရောက်မဲ့ပုဂ္ဂိုလ်ပဲလို့ ပြောနိုင်တယ်လို့ဓမ္မဒါသတရားမှန်ခြင်းမှုဓမ္မမှန်ခြင်းမှုမြတ်စွာဘုရားပေးထားရတာဖြစ်တယ်အဲ့ဒီ